ထိုင်းဖိုက်တာကိုရှုံးနေပြီးတန်ဆင်ရှုံးပွေးဆန်ရှုံးပွေးဆန်နေတဲ့မြန်မာဖိုက်တာတန်ဆင်ကဒီကနေ့ပွဲမှာလည်းထိုင်းဖိုက်တာခွန်ဖွန်နိုင်ကိုဒိုင်းဆုံးဖြတ်ရအမှတ်နဲ့ရှုံးနေခဲ့ပါတယ်ဝမ်ချမ်ပီယံရှင်ရဲ့1 Friday night 132ပွဲကိုဒီကနေ့ညပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့လုံမနီအားကစားရုံမှာကျင်းပခဲ့တာဖြစ်ပါတယ်။တန်းစင်ဟာအခုဆုံး၄ပွဲဆက်ရှုံးနေရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဒီကနေ့ပွဲစဉ်မှာတော့တန်းစင်က Flyweight တံမွေထိုင်းလက်ဝေးပွဲစဉ်မှာ ထိုးသက်ခင်တာဖြစ်ပါတယ်။ ပြိုင်ဘက်ခွန်ဖွန်နိုင်ကတန်စင်ကိုခြေကန်ချက်နဲ့လက်သီးတွဲလုံးတွေကိုအပြုတ်သုံးခဲ့ပြီးတုံးချီပြေထိုးတက်ခဲ့ပါတယ်။တန်စင်ကရင်ပွဲတွေနဲ့မတူပဲတီတီငင်ငင်ပွဲထန်လာတာတွေ့ရပါတယ်။တန်စင်နဲ့ Thai Fighter ဟာပွဲစဉ်တစ်ချောင်းမှာလက်သီးထိုးချက်တွေအပြန်အလှန်ဖလှယ်ခဲ့ကြတာလည်းရှိခဲ့ပါတယ်။ပရိသတ်တူကတော့ညီလေးရေမင်းရှင်ဆုံးတေချာလေးအချိန်ယူပြီးပြန်လေးချင်းမှ ဖြစ်တော်မယ်ဗျာ။ဝမ်းမှာဒီလိုကစားပုံနဲ့လုံးဝလုံးဝမနိုင်ပါ။မင်းရဲ့အားသာချက်တွေကိုတစ်ဖက်လူကကောင်းကောင်းသိနေပါပြီ။ နောက်တစ်ခုကမင်းရဲ့စိတ်ဓာတ်ကအများကြီးကြိုးစားဖို့လိုပါတယ်ဗျာ။ပြိုင်ဘက်ကကြောက်တဲ့စိတ်တွေအများကြီးရှိတာကိုမြင်တွေ့နေရတယ်ဗျာ။ပြိုင်ဘက်ကရှိန်နာရင်ဘာလို့မလဲစဉ်းစားနေတော့တစ်ဖက်ကလုံလိုက်ပြန်ပြီ။နောက်ဆုံးပြောရရင်အခုလိုကစားပုံမျိုးနဲ့အများကြီးလိုပါသေးတယ်ဗျာ။ကြောက်စိတ်ရောပညာရောအများကြီးကြိုးစားရအောင်မယ်လို့မြင်မိတဲ့ညီလေးတန်စင်ရဲ့စိတ်တော်မကောင်းမှုပြညီလေးရဲ့တေချာနိုင်ယူပြီးတေချာလေးပြင်စီပြီးပြန်လာနိုင်ပါစီဆိုပြီးပြည်သက်သူကပြောကြားထားပါတယ်။ နောက်ထပ်ပြည်သက်တို့ကလည်းငါညီရေဘလိုအနေထားဖြစ်ဖြစ်ကွာနိုင်ပွဲရခဲ့တော့ငါလည်းထပ်တူပြောရတယ်လို့အခုလိုရှုံးပွဲကြုံတိုင်းလေဝင်းရံအားပေးတဲ့အထဲမှာမင်းကိုကြီးလည်းပါတယ်ဖိုင်တင်းကညီလေးရေယုံကြည်တယ်တနေ့ကျတရပူစားမယ်အနာကလေးရှေ့ဆက်ကြိုးစားပြီးအကောင်ဆုံးပေးဆက်ကွာထောင်ရအားပေးနေတဲ့ညီလေးရေဆိုပြီးပြောဆိုထားပါတယ် တန်းစင်နဲ့ထိုးတက်ခဲ့တဲ့ထိုင်းဖိုက်တာခွန်ဖွန်နော်ဟာမြန်မာဖိုက်တာမိုးထအောင်နဲ့ထိုင်းနိုင်မယ်ချင်းဖက်တက်စ်ကြံမှာမွေထိုင်းလေးချက်နေတဲ့မြန်မာဖိုက်တာဆရက်တို့ကိုအနိုင်ရရှိထားသူ ဖြစ်ပါတယ်ခွန်ဖွန်နိုင်ဟောင်းဝမ်ချမ်ပီယံရှစ်မှာ၉ပွဲထုတ်ပြီး၂ပွဲပဲရှုံးထတဲ့ဖိုက်တာဖြစ်ပါတယ်။နောက်ထပ်၄ပွဲမြောက်ပွဲစဉ်ကတော့ One Friday Night ရဲ့ဒုတိယကောင်ပွဲစဉ်ဖြစ်ကယန်းဖိုက်တာ Bronica နဲ့တရုတ်ဖိုက်တာ Li Mingguri တို့ထိုးတက်ကြမှာဖြစ်ပါတယ်။